ကျွန်တော်တို့ Microsoft ဘက်ကိုအသုံးပြုပြီးတော့မှနေ့စဉ်အလုပ်လုပ်တဲ့ခါလေးမှာ shortcut လေးကိုဒါကျွန်တော်တို့အသုံးပြုတက်မယ်ဆိုရင်လုပ်ငန်းခွင်မှာအချိန်ကုန်အများကြီးကိုတက်တာစီပါတယ်။ဒါကြောင့်မလို့ယခုသင်ခန်းစာလေးမှာကျွန်တော် Microsoft ဘက်မှာအရင်ကိုသုံးဝင်တဲ့ shortcut လေးသုံးမျိုးကိုကျွန်တော်ဥပမာလေးနဲ့တကွရှင်းပြပေးသွားပါမယ်။ပထမအဦးဆုံးနံပါတ်1 shortcut လေးကနေစပြီးတော့မှလေ့လာပါမယ်။ဒီမှာဆိုရင်တော့ဥပမာအနေနဲ့ကျွန်တော်တို့ Delitos Computer ဘိုင်ဟမ်မင်းနိုင်ဆိုပြီးတော့ကျွန်တော်ရေးထားတယ်ပေါ့နော် ကျွန်တော်အခုရေးတော့မယ့်ကျွန်တော်ရဲ့ဒီစာဖိုင်လေးထဲမှာကျွန်တော်ကကျွန်တော်ရဲ့ဒီသင်တန်းနာမည်လေးကိုကျွန်တော်အချင်းချင်းခါခါထပ်ပြီးတော့မှရေးဖို့လိုအပ်လာတဲ့ခါမှာဒါကိုပြန်ပြီးတော့မှတုံးချင်တယ်ပေါ့ အဲ့ခါမှာကျွန်တော်ကဒါကြီးကကျွန်တော်က daily dose computer ပဲဟမ်းမနေဆိုတော့နည်းနည်းတော့ရှည်ပါတယ်အဲ့လိုစာအရှည်ကြီးကိုကျွန်တော်နောက်တစ်ချိန်ထက်ထက်ပြီးတော့မှရေးနေရမယ်ဆိုရင်ကျတော့အဲ့အတွက်ကျွန်တော်အချိန်အနည်းငယ်တော့ကုန်မယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့အမြဲတမ်းသုံးလို့ရတဲ့အမြဲတမ်းသုံးမယ်ပေါ့နော်ကိုယ့်ရဲ့ company name တွေကိုယ့်ရဲ့အကြောင်း name တွေကိုယ့်ရဲ့ name တွေအဲ့လိုဟာတွေကိုကျွန်တော်တို့ကအမြဲတမ်းအထက်ထက်ခါခါပြန်ပြီးတော့မှမရေးတော့ဘဲနဲ့ကျွန်တော် auto account လေးနဲ့ကျွန်တော်တို့က Microsoft မှာမှတ်ထားလို့ရပါတယ်အဲ့တော့ကျွန်တော် number 1 shot ကလေးကိုစာပြီးတော့မှလေ့လာမယ်ပေါ့နော် အခုကျွန်တော်ကဘယ်လိုလုပ်ရမှာလဲဆိုတော့အရင်ဆုံးကျွန်တော်တို့နံပါတ်1 workshop ကလေးကိုသုံးဖို့အတွက်ကျွန်တော်တို့ရဲ့ computer keyboard ကနေပြီးတော့မှ order ရဲ့ f ရဲ့ t ရဲ့ p ရဲ့ကိုနှိပ်လိုက်ပါအားလုံးကိုတပြိုင်တည်းနှိပ်စရာမလိုပါဘူးတလုံးကြီးတင်လိုက်ပြီးတော့မှနှိပ်သွားလိုက်လို့ရပါတယ်ကျွန်တော် order နှိပ်လိုက်မြဲပေါ့နော် order ရဲ့ f ရဲ့ t ရဲ့ p ရဲ့ကိုတစ်ချက်နှိပ်ချလိုက်ပါနှိပ်လိုက်ပြီးတော့ခါမှကျွန်တော်ဒီမှာ web option ဆိုပြီးတော့မှဒီလို box တွေကျလာပါလိမ့်မယ်အလိုကြလာပြီဆိုရင်နောက်တဲ့ shortcut လေးအနေနဲ့က order ရဲ့ a ရဲ့ကိုနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ order ရဲ့ a ရဲ့ကိုနှိပ်ချလိုက်ပါတယ် အဲ့လိုမျိုးနှိမ့်လိုက်ပြီဆိုတာနဲ့သူကဒီမှာ auto correct ဆိုပြီးတော့မှကျွန်တော်တို့ရဲ့ dialog box တွေထပ်ပြီးတော့မှကြာလာမှာဖြစ်ပါတယ်ဒီ box တွေမှာကျွန်တော်လာပြီးတော့မှပြင်ဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာပြန်ပြီးတော့မှ cancel နှိမ့်လိုက်မယ်ဒီမှာလည်း cancel နှိမ့်လိုက်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ဒီမှာ delirious computer ဘာ hammer night ဆိုတာလေးကိုကျွန်တော်အရင်ဆုံး selection လေးပြလိုက်ပါမယ်ဒါလေးကိုကျွန်တော်အရင်ဆုံး copy ယူခဲ့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ home tab ထဲကနေပြီးတော့ဒီမှာ copy လေးယူခဲ့ပါမယ် control c နဲ့လည်း copy လုပ်လို့ရပါတယ်ပြီးတော့ရင်ခုနကကျွန်တော်ရဲ့ shortcut လေးဖြစ်တဲ့ order f FDP ကိုနှိပ်လိုက်ပါ order FDP ဆိုပြီးတော့မှနှိပ်ချလိုက်ပါတယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် order ရဲ့ area ကိုပြန်ပြီးတော့မှနှိပ်လိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ auto correct box တွေရောက်လာပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ရဲ့ replace ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ရဲ့ပေါ့နော် delete those computer by hand နဲ့ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကအလိုအရှိအမရချင်ပါဘူး အဲ့ဒီမှာကျွန်တော်ကအစာထိုးခြင်းနဲ့ပေါ့နော်အထူးကောင်စလုံးလေးနဲ့အစာထိုးခြင်းပါတယ်ဘလိုစလုံးနဲ့အစာထိုးခြင်းလဲပေါ့ဥပမာအနေနဲ့ကျွန်တော်က daily dose computer အတွက် DDC ဆိုပြီးတော့မှအစာအုပ်ဆုံးစလုံးလေးတွေကိုကျွန်တော်ယူလိုက်မြဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ DDC ဆိုပြီးတော့မှကျွန်တော် replace ဆိုတဲ့ဒီ box ဒီထဲမှာထည့်လိုက်ပါတယ်ပြသပြီဆိုတာနဲ့တပကဘောက်အရှိကြီးထဲမှာကြတော့ကျွန်တော်တို့ခုနက copy ယူခဲ့တဲ့ဟာကိုဒီမှာလာပြီးတော့မှ right click နေပြီးတော့မှဒီမှာ paste လုပ်ပြရမယ်ပေါ့နော်ဒီလိုက paste လုပ်စရာမလိုဘဲနဲ့ဒီမှာပေါ်နေမယ်ဆိုရင်လည်းပဲကျွန်တော် paste ထပ်ပြီးတော့လုပ်စရာမလိုပါဘူးဒီတိုင်းထားလို့ရပါတယ် ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာကို replace လုပ်ခြင်းနဲ့အတိုကောက်စလုံးလေးကိုဒီမှာရေးမယ်ပြီးတော့ဒီဘက်မှာကကြတော့ကျွန်တော်အပေါ်လာစေခြင်းနဲ့အရှိကောက်ကိုဒီမှာလာပြီးတော့မှရေးပြရမှာဖြစ်ပါတယ်ပြီးတာနဲ့ဒီအောက်လေးမှာကျွန်တော် ADDS ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်နေပြလိုက်ပါအဲကျွန်တော်ရဲ့ဒီအောက်က box တွေထဲမှာဒီမှာဒီအားလေးကျွန်တော်ရဲ့ list တွေထဲမှာဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုတာနဲ့ဒီအောက်လေးမှာထပ်ပြီးတော့မှ okay ကိုထပ်ပြီးတော့မှနေပြလိုက်ပါပြီးရင်ဒီမှာလည်းထပ်ပြီးတော့မှ okay လေးကိုတစ်ချက်နေပြလိုက်ပါ ဒါဆိုရင်တော့ရပါပြီအခါမှာကျွန်တော်အောက်မှာစာရီရိုက်ချင်တယ်ဆိုပါဆိုရင်တော့ဒီမှာကျွန်တော်စာရီရိုက်လိုက်တယ်ပြီးတော့ကျွန်တော်ကဒီမှာအဲ့ဒီ daily dose computer ဘာ hammer နဲ့ဆိုတော့ထပ်ပြီးတော့မှတုံးချင်တယ်အဲ့တော့ကျွန်တော်ကပြန်ပြီးတော့ရိုက်စာမလို့တော့ပါဘူးကျွန်တော်တို့ကခုနက auto correct ဆိုတဲ့ထဲမှာသွားပြီးတော့မှတက်မှတ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အတူကောက်စလုံးလေးရိုက်ပြီးတော့မှထည့်လိုက်ရုံပဲပေါ့အဲ့တော့ကျွန်တော်တက်မှတ်ခဲ့တဲ့ auto correct စလုံးလေးက daily dose computer ရဲ့အစအဦးဆုံးစလုံးလေးတွေဖြစ်တဲ့ DDC ဆိုပြီးတော့မှကျွန်တော်တက်မှတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ DDC ဆိုပြီးတော့မှရိုက်ပြီးတော့ထည့်လိုက်ပါ ပြီးတာနဲ့ကျွန်တော်တို့က space bar လေးတစ်ချက်နှိပ်လိုက်ပါ space bar လေးတစ်ချက်ပုတ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါကျွန်တော်ဒီမှာ TTC ကနေပြီးတော့မှတန်ပြီးတော့မှသွားသူ Delirious Computer ဘာ Hammerline ဆိုပြီးတော့မှတန်ပြီးတော့ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးကျွန်တော်ဒီမှာစာရေးထပ်ပြီးတော့ရအောင်မယ်ပေါ့နော်ပြီးတော့အောက်တစ်ချောင်းကိုသွားမယ်စာရေးထပ်ပြီးရအောင်မယ် ပြီးတော့ကျွန်တော် daily dose computer ဘိုင်းကိုထပ်ပြီးတော့မှကျွန်တော်ရေးချင်သေးတယ်။အဲ့ခါမှလည်းအဲ့လိုပါပဲ။ DD C ဆိုပြီးတော့ရေးလိုက်မယ်။ပြီးတော့နောက်ဆုံးလေးမှကျွန်တော် စာချောင်းရဲ့အဆုံးတက်မလို့ကျွန်တော် full store လေးထည့်ချင်နေဆိုပါဆို။ဒါနဲ့ကျွန်တော် full store လေးတန်းပြီးတော့မှနှိပ်ပေးလိုက်ပြီးဆိုတာနဲ့လည်းပဲတော်သူတန်းပြီးတော့မှအရှိကောင်စတောင်းလေးတန်းပြီးတော့ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြန်ကျွန်တော်အောက်တစ်ချောင်းမှာလည်းပဲ DDC ဆိုပြီးထပ်ပြီးတုံးချင်သေးတယ်။ပြီးတော့ကျွန်တော် space bar လည်းတုံးလို့ရတယ်။ full store ကိုလည်းနှိပ်လို့ရပါတယ်။ပြီးတော့တစ်မျိုးကကြာတော့ကျွန်တော် under လည်းခောက်လို့ရပါတယ်။ under လေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းပဲဒီမှာ daily dose computer ဘိုင်း hammer နဲ့ဆိုပြီးတော့မှတန်းပြီးတော့မှပေါ်လာမှာဖြစ်ပါတယ်။ ဟာကျွန်တော်တို့ရဲ့အချိန်ကုန်အများကြီးကိုတက်တာစီပါတယ်။ဟုတ်ပြီ။အခါမှကျွန်တော်ကဒီမှာဆိုရင်တော့ Daily Dose Computer ဘာဟန်မနေဆိုကျွန်တော်တမန်စာလေးပဲရိုက်ထားတာပေါ့နော်။ဒီတိုင်းအဲ့ဒါကိုကျွန်တော်ကအဲ့လိုဒီတိုင်းမထားဘဲနဲ့ကွာ format လေးတွေထည့်ပြီးတော့မှထည့်ကျင်သေးတယ်ဆိုရင်လည်းရပါတယ်။ဥပမာကျွန်တော်တို့ရဲ့ဒီ Daily Dose Computer ဘာဟန်မနေဆိုကိုကျွန်တော် selection ပေးလိုက်တယ်ပေါ့နော်။တချင်ပြပြီးသွားရတဲ့ကျွန်တော်က format လေးတွေကိုဥပမာအနေနဲ့ home တက်ထဲကနေကျွန်တော်ဒီမှာဘိုးလေးလောက်လိုက်မယ် ်အဲပြီးတော့ကျွန်တော် item လေးလေးလေးလောက်ချင်သေးတယ်ပြီးတော့ analyze လေးလေးတားချင်သေးတယ်ပေါ့ဥပမာကိုထည့်ချင်နေတာကိုထည့်လို့ရတယ်ပေါ့နော်အဲကျွန်တော်တော့ဒီမှာဘိုးလေးတစ်ခုပဲလောက်ပြပေးမယ်ပေါ့နော်ဘိုးတစ်ခုပဲကျွန်တော်တင်လိုက်တဲ့ဆိုပါစို့ဟုတ်ပြီဒီဘိုးလေးကိုဒါကျွန်တော်ကကျွန်တော် formatting ထည့်လိုက်တာဖြစ်တဲ့အတွက်နောက်တစ်ခါခါမှာပဲလေပဲကျွန်တော်တို့ကဒီ delete those camera behind menu ကိုဘိုးလောက်ထားတဲ့ဟာကိုတုံးချင်ပါတယ်အဲခါမှာလည်းပဲကျွန်တော်တို့ကဒါကဘိုးလောက်ထားပြီးဖြစ်တဲ့အတွက် format တွေပါလာပြီးဖြစ်တဲ့အတွက်နောက်တစ်ချိန်ပြန်ပြီးတော့မှ auto correct ထဲမှာထည့်ပြီးတော့မှထည့်ပေးရမှာပါ လုပ်ငန်းခွင်အတွက် Microsoft Web ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလိုသူများအတွက် Microsoft Web Special Class လေးကိုတက်ရောက်နိုင်ပါတယ်။ယခုသင်တန်းလေးမှာ Microsoft Web ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ Unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။သင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခု ခုလအတွင်းမှာအထူးတင်နှင်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှင်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှင်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒါကျွန်တော်တို့ရဲ့စွမ်းနာက shortcut လေးဖြစ်တဲ့ order fdp ကိုနှိပ်လိုက်ပါ order fdp ဆိုပြီးတော့မှနှိပ်လိုက်ပါမယ်ပြီးတာနဲ့ကျွန်တော်တို့ order a ဆိုပြီးတော့မှနှိပ်လိုက်ပါမယ်ပြီးတော့ရင်ကျွန်တော် replace ဆိုတဲ့နေရာလေးမှာခုနကတိုင်းမဲ့ကျွန်တော်တို့အတူကစလုံးလေးထည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ ddc2 ဆိုပြီးတော့မှကျွန်တော်ထည့်လိုက်တယ်ပေါ့နော်ကိုနေ့သက်တာကိုထည့်လို့ရပါတယ် ပြီးတာနဲ့တစ်ပတ်လီမှာကျွန်တော်တို့ခုနကယူခဲ့တဲ့ copy ယူခဲ့တဲ့စာကိုဒီထဲမှာလာပြီးတော့ paste ပြန်ပြီးချပေးပါဒီလိုပေါ်နေမယ်ဆိုရင်တော့ paste လုပ်ပေးတာမလိုပါဘူးပြီးတာနဲ့ကျွန်တော်တို့ကဒီမှာဆိုရင်ခုနကကျွန်တော်တို့ကဒီတိုင်းဆိုရင်ကျွန်တော်က format မပါဘဲနဲ့ရမှာပေါ့နော်ကျွန်တော်က format လေးထည့်ခဲ့တာဖြစ်တဲ့အတွက်အဲ့ format လေးကိုသုံးဖို့အတွက်ဆိုရင်ကျွန်တော်ကဒီ body က plain text ရဲ့ဒီဖက်လီမှာ formatted text ဆိုလေးရှိပါတယ်ဒီ formatted text ကိုတစ်ချက်ရွှေ့ပေးလိုက်ပါအဲ့ကမှကြည့်လိုက်ပါ box တွေထဲမှာလည်းပဲကျွန်တော်တို့ရဲ့ဒီ bold လောက်ထားတဲ့ဟာလေးကပါပြန်ပြီးတော့ format လေးပါမြင်ရတာကိုပြပေးတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ပြီးတာနဲ့ကျွန်တော်ဒါလေးကို ETTL လေးကိုတစ်ချက်နှိပ်ပေးပါဒီမှာကျွန်တော် list ထဲမှာဝင်သွားပြီဆိုတာနဲ့ OK ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာလည်းပဲ OK လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်ရပါပြီအဲ့ခါမှာကျွန်တော်ဒီမှာအောက်မှာစာရီရိုက်မယ်ဆိုပါဆိုเนาะကျွန်တော်ဒီမှာစာရီရိုက်တယ်ပြီးတော့ကျွန်တော်အဲ့ဒီဘိုးလောက်ထားတဲ့ဟာလေးကိုတုံးခြင်းနေဆိုရင် DDC 2လို့သတ်မှတ်ခဲ့တာမလို့ DDC 2ဆိုပြီးတော့မှကြာလိုက်ပါတယ်ပြီးတာနဲ့ကျွန်တော် space bar လေးတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ဒီမှာကြည့်လိုက်ပါ Daily Dose Computer by Hammer Night ဆိုပြီးတော့မှဘိုးလောက်ထားတဲ့ format လေးပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးတော့ auditor မှာလည်းပဲ DTC do လို့ရိုက်ထည့်လိုက်တယ်။ပြီးတော့ကျွန်တော် full store လေးထည့်လိုက်မယ်ဆိုရင်လည်းပဲဒီမှာ bold လောက်ထားတဲ့ဟာလေးတန်ပြီးတော့မှပေါ်လာတာကိုတွေ့ရမှာပါ။ပြီးတော့ဒီမှာ DTC do ဆိုပြီးတော့ရိုက်ထည့်ပြီးတော့မှ under တစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းပဲ Digitalos Computer Bar ဟမ်းမနိုင်ဆိုပြီးတော့မှ formatting link နဲ့ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့ကွာ format link တွေနဲ့မှလောက်ချင်တဲ့ရယ်ဆိုရင်လည်းပဲလောက်လို့ရတယ်ဆိုတော့ကိုပြပေးတာဖြစ်ပါတယ်။ ဟုတ်ပြီဒီကလေးများကွာဒါလေးတွေကိုမတုံးချင်တော့ဘူးပေါ့နော်ဒီလိုမျိုးကွာအတူကောင်းရလိုက်တာနဲ့အရှိတွေပေါ်လာတာမျိုးမလို့ချင်တော့ဘူးဆိုရင်လည်းပြန်ဖြတ်လို့ရပါတယ်အဲ့လိုဖြတ်ဖို့အတွက်ခုနက short cut လေးကိုပဲပြန်တုံးပေးရမယ်ပေါ့နော် order fd po နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော် order a ကိုနှိပ်လိုက်မယ် အဲ့ခါမှကျွန်တော်ဒီမှာ auto correct box တွေကြာလာပြီဆိုရင်ကျွန်တော် ပြန်ဖြတ်ချင်တဲ့ဟာလေးကိုဒီ replace ဆိုနေရာမှာရိုက်ထည့်ပေးရမှာပါကျွန်တော်သတ်မှတ်ခံရတဲ့က DTC ဖြစ်တဲ့အတွက် DTC ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်အဲ့ခါမှအောက်မှာ DTC ဆိုပြီးပေါ်လာပြီပေါ့နော်ကိုဖြတ်ချင်တဲ့ DTC ဒီပေါ်မှာပြန်ထောင်မယ်ထောက်ပြီးသွားတာနဲ့ဒီမှာကျွန်တော် delete လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုမရှိတော့ပါဘူးပြီးတော့ DTC 2ကိုလည်းကျွန်တော်ဖြတ်ချင်နေဆိုရင် DTC 2ဘက်မှာလည်းပဲကျွန်တော်ထပ်ပြီးတော့မှထောက်ပေးပါပြီးကျွန်တော်ဒီမှာ delete လေးကိုလည်းနှိပ်ပေးလိုက်ပါ ပြီးတော့လာနဲ့ okay လေးကိုတစ်ချက်နေပေးပါဒီမှာလည်းပဲ okay လေးကိုတစ်ချက်နေပေးလိုက်ပါဒါဆိုတော့ရပါပြီအဲ့ခါမှကျွန်တော်ဒီအောက်ဒီမှာစာရီရိုက်မယ်ဆိုပါဆိုเนาะကျွန်တော်ဒီမှာသွားပြီးတော့မှ DTC ဆိုပြီးကျွန်တော်ရိုက်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာ space လေးတစ်ချက်ပုတ်လိုက်မယ်ဆိုရင်ကြည့်လိုက်ပါကျွန်တော် DTC ကနေပြီးတော့မှ Dedos Computer ဆိုပြီးတော့မှပြောင်းမသွားတာကိုတွေ့ရမှာပါပြီးကျွန်တော်ဒီမှာ DTC 2ဆိုပြီးတော့မှရိုက်လိုက်တယ်ဆိုပါဆိုပြီးရင်ကျွန်တော် under တစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းပဲကြည့်လိုက်ပါ DTC 2ကဒီတိုင်းလေးပဲဖြစ်နေတာကိုတွေ့ရမှာပါ ဒါဆိုရင်တော့ကျွန်တော်တို့ပြန်လဲဖြတ်တတ်သွားမယ်ပေါ့နော်။ဟုတ်ပြီဒါလေးကတော့ကျွန်တော်တို့ကအရှိကိုအမြဲတမ်းသုံးရမယ်ကိုရဲ့အရှိကြီးရမယ်စာရီနေရာမှာကိုအထူးကောက်လေးတွေနဲ့အစားထိုးကျင်တဲ့အခါမှာဆိုရင် blame လို့ရမယ်ဆိုတော့ကို number 1 shot ကလေးနဲ့ကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်။ဒါဆိုကျွန်တော် number 1 shot ကလေးကိုနားလဲသွားမယ်ဆိုရင် number 2လေးကိုဆက်လက်ပြီးတော့မှလေ့လာပါမယ်။ number 2လေးကကျတော့ဘယ်လိုပုံစံလဲဆိုတော့ပေါ့နော်။ဥပမာအနေနဲ့ အော်ကျွန်တော် number 1 shortcut အကနေပြီးတော့မှကျွန်တော်အဆက်လေးပြောပြမယ်ပေါ့နော်။အားပါလေးကြံခဲ့ရလဲဆိုတော့ဥပမာနဲ့ကျွန်တော်ကဒီမှာ Microsoft Define ထဲမှာကျွန်တော်လုပ်လိုက်တယ်ဆိုပေမဲ့လည်းကိုယ်အနေနဲ့ကျွန်တော်ကဒီမှာ find tag ကိုသွားလိုက်ပြီးတော့မှဒီမှာကျွန်တော် new ရှိတယ်ပေါ့နော်။ new ကိုသွားမယ်။ပြီးတော့ဒီမှာ plan document ကိုကျွန်တော်ယူလိုက်ပြီးတော့မှ first file အစ်စ်ကိုကျွန်တော်ရောက်သွားတယ်ဆိုရင်လည်းကျွန်တော်ခုနကတက်မှတ်ခဲ့တဲ့ DDC တို့ DDC 2တို့ကလည်းဒီမှာလာပြီးတော့မှသုံးလို့ရသေးတယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ခွာကြိုက်တဲ့ Microsoft တစ်ခါပန်တီတားရုံနဲ့ကြိုက်တဲ့ Microsoft file အစ်စ်မှာတော့လည်းကောင်းအအောင်မှာတော့လည်းကောင်းအမြဲတမ်းကိုထားအောင်သုံးလို့ရနေမှာဖြစ်ပါတယ်ပေါ့နော်။အပိတာလေးကိုပြန်ပြီးပြေးလိုက်ပါမယ်။ နောက်တစ်ခုကကျတော့ဗာလီလဲဆိုတော့ကျွန်တော် number 2 shot ကလေးကကျတော့ ဥပမာအနေနဲ့တခါတည်းမှာကျွန်တော်တို့က Microsoft ထဲမှာနမူနာစာဖိုင်လေးတွေကျွန်တော်ရေးခြင်းတယ်ပေါ့နော်စာကြောင်းလေးတွေကျွန်တော်ရေးခြင်းတယ်အဲ့မှာကျွန်တော်ကအချိန်ကုန်ခံပြီးတော့တစ်ပြင်ပြီးလိုက်ပြီးတော့မှနမူနာရေးခြင်းတာဆိုတော့ကစာလေးလည်းရခြင်းတာမဟုတ်ဆိုပြီးတော့လိုက်ပြီးတော့ရေးမယ်ရေးပြီးတော့မှအဲ့ဒါကိုကျွန်တော်တို့ဒီ copy လောက်တာတော့လည်းကောင် paste လောက်တာတော့လည်းကောင်လိုက်ပြီးတော့လုပ်နိုင်မယ်ဆိုတော့ရတော့ရတာပေါ့နော်ဒါမှကျွန်တော်အဲ့လိုလုပ်စရာမလိုပါဘူးခုနကကျွန်တော်ကနမူနာစာကြောင်းလေးတွေကို Microsoft ထဲမှာလိုခြင်းတယ်ဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့သူ့ကိုကျွန်တော်တို့ကဒီအလိုလျောက်စာတွေပေါ်လာအောင်လို့သူ့ကိုကျွန်တော်ကခိုင်းစေလို့ရတယ်ပေါ့နော်အဲ့ကြောင့်ကနံပါတ်2လေးကိုကျွန်တော်ကတုံးလို့ရပါတယ် ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ကဒီမှာညီမျှခြင်းလေးရေးရပါတယ်ပြီးတာနဲ့ကျွန်တော်တို့က RANT ဆိုပြီးတော့မှရေးလိုက်ပါဒါလည်းကျွန်တော်က random ရဲ့ကျွန်တော်ကအတူကောင်းလေးဖြစ်တယ်ပေါ့နော် INT လို့ရေးပြီးတော့မှနောက်ဆုံးလေးမှာကျွန်တော်တို့ခွင်းစာလေးနဲ့ခွင်းပိတ်လေးထည့်ပေးလိုက်ပါဒါလေးရပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီကာစာလေးကိုတော့ကျွန်တော်တို့ရဲ့ဒီခွင်းပိတ်လေးရဲ့နောက်ဆုံးလေးမှာထားပေးရပါမယ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် keyboard ကနေပြီးတော့မှ enter ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ဒါဆိုရင်ကြည့်လိုက်ပါနမူနာစာကြောင်းလေးတွေနမူနာစာပိုက်လေးတွေတစ်ခါတည်းနဲ့ရလာတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီအခါမှဒီကားဆိုရင်ကျွန်တော်တို့ကယူလိုက်တဲ့အခါမှဆိုရင်စာပိတ်လေးတွေကတော့သူပေးပြင်တယ်လို့သူပေးတယ်ပေါ့နော်စာပိတ်ဘယ်နဲ့ပိုက်စာကိုအတီချာမရှိဘူးသူပေးခြင်းတလို့ပေးပါတယ်စာချောင်းယူရက်ကလည်းအတီချာမရှိဘူးပေါ့အဲ့ခါမှကျွန်တော်ကဒါကိုထက်ပြီးတော့မှဘယ်လိုလုပ်လို့ရသေးလဲဆိုတော့ပေါ့အခုအနေနဲ့ကစာပိတ်ကိုလည်းအတီချာတောင်းခြင်းတယ်ဟိုကွာ3ဘိုက်လား4ဘိုက်လား5ဘိုက်လား15ဘိုက်လားအဲ့လိုမျိုးကျွန်တော်ကအတီချာတောင်းခြင်းတယ်ဒီကံကျွန်တော်တို့ကစာပိုက်တစ်ပိုက်မှာပါဝင်တဲ့စာကြောင်းကိုလည်းပဲတစ်ပိုက်မှာဘယ်နှကြောင်းပါခြင်းလဲဆိုတာမျိုးကိုပါအတိအကျလိုခြင်းလဲဆိုရင်လည်းပဲဒီ Microsoft ကနေကျွန်တော်ကတောင်းလို့ရပါတယ် ဲ့လိုဒေါင်းလုဒ်တက်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ညီမချင်း R A N T ဆိုပြီးတော့ခုနအတိုင်းပဲရပ်ပြီးတော့မှထည့်ပါပြီးကျွန်တော်ဒီမှာခွင့်စာလေးလာပါမယ်ပြီးတော့ကျွန်တော်ဘယ်နဲ့ပိုက်လိုချင်လဲဆိုတော့အပိုက်ရေအတွက်ပါရာဂရက်အရေအတွက်ကိုကျွန်တော်အရင်ဆုံးရိုက်ထည့်ပြရပါမယ်ဥပမာကျွန်တော်၅ပိုက်လိုချင်ပါတယ်ကျွန်တော်၅လိုရိုက်ထည့်လိုက်ပါတယ်ပြီးကျွန်တော်ကော်မာလေးလာပါတယ်ပြီးတော့အနေနဲ့ကျွန်တော်စာပိုက်တစ်ပိုက်စီမှာဘယ်နှချောင်းပါတာမျိုးလိုချင်လဲပေါ့နော်ဆန်နက်စ်ဘယ်နှချောင်းပါတာလိုချင်လဲဥပမာကျွန်တော်စာပိုက်တစ်ပိုက်စီမှာစာချောင်း၃ချောင်းပါတာလိုချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်၃လိုရိုက်ထည့်လိုက်ပါတယ် ကိုလိုချင်တဲ့လောက်ရိုက်ပြီးတော့မှထည့်လို့ရပါတယ်။ပြီးနောက်ဆုံးလေးမှာခွင့်လေးပေးပေးပါ။ပြီးကစားလေးကတော့ကျွန်တော်တို့ခွင့်ပေးလေးရနောက်ဆုံးလေးမှာရှိနေရပါမယ်။ပြီးတာနဲ့ကျွန်တော်အန်တာလေးတစ်ချက်ထိမ့်လိုက်ပြီးဆိုတာနဲ့ခြေလိုက်ပါ။အဲကျွန်တော်တို့စာဘက်ကလုံအောင်ကို၅ဘိုက်တိတိရလာတယ်။ပြီးတော့တစ်ဘိုက်စီမှာစာချောင်းအခြေအတွက်၃ချောင်းပါတာကိုတွေ့ရမှာပါ။စာချောင်း၃ချောင်းဆိုတာကကျွန်တော် full store ဆုံးသွားတဲ့နေရာကိုကျွန်တော်စာချောင်း၃ချောင်းအနေနဲ့တက်မှတ်တာဖြစ်ပါတယ်ပေါ့နော်။အပိဒါစံကျွန်တော်လိုချင်တဲ့အတိုင်းပဲစာဘက်ကလည်းအတီချာစာချောင်းအရေးတွေကလည်းအတီချာကိုကျွန်တော်တို့ရရှိသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ီးတော့နောက်ထပ်ဒုတိယနီလန်ကိုလည်းတုံးလို့ရပါတယ်ဒုတိယနီလန်ကကျတော့ random ကိုမတုံးမင်းနဲ့ကျွန်တော်ကဘာကိုထပ်ပြီးတော့တုံးလို့ရသည်လဲဆိုတော့ lorem ဆိုတာလေးကိုလည်းတုံးလို့ရပါတယ်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျက်စွာအသုံးပြုနိုင်ဖို့အတွက် computer business online class တွေကိုတက်ရောက်နိုင်ပါတယ် Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံ လုပ်ငန်းနံပါတ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသင်ပြေစွာနဲ့ဆင်းရဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး၄000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။ အထူးတင်နေကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်နန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာဒီမြချင်း L O R E M ဆိုပြီးတော့မှရိုက်ပြီးတော့ထည့်လိုက်ပါပြီးတော့ခုနအတိုင်းပဲကျွန်တော်တို့ခွန်ဆောက်ကွက်ပိတ်နဲ့ဒီလိုမျိုးရိုက်ပြီးတော့အန်တာခောက်လိုက်လဲရတယ်ဒါမှမဟုတ်ဇန်ကိုအနေနဲ့စာပိုက်အတိအကျလိုချင်တယ်ဆိုရင်လည်းစာပိုက်အရေးအတွက်အတိအကျစာချောင်းရေးအတွက်အတိအကျကိုလည်းရိုက်ပြီးတော့မှထည့်လို့ရပါတယ်ဒီမှာတော့ကျွန်တော်ခွန်ဆောက်ကွက်ပိတ်ပဲလုပ်ပြီးတော့မှအန်တာလေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်လည်းပဲကြည့်လိုက်ပါဒီမှာ Loram ကိုဆိုရင်လည်းပဲကျွန်တော်ကစာပိုက်လေးလေးစာချောင်းလေးလေးနမူနာအနေနဲ့ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါတော့နံပါတ်1ကျွန်တော်တို့အကြောင်းအရာလေးဖြစ်ပါတယ်။ဒါလေးကိုသုံးပြီးတော့လဲကိုနေနဲ့အရေးကြုံလာတဲ့အခါမှာစာစာကြောင်းလေးတွေစာပိုက်လေးတွေကိုအလွယ်တကူကိုနေတောင်းပြီးတော့မှယူလို့ရပါတယ်။ဒါလေးကိုနားလဲသွားမှာဆိုနံပါတ်3လေးကိုဆက်ပြီးတော့မှလေ့လာပါမယ်။နံပါတ်3လေးကကျတော့တခါတရံမှာကျွန်တော်တို့ကကျွန်တော်တို့သုံးနေတဲ့ laptop က screen ကနည်းနည်းလေးသေးတာမျိုးဖြစ်တတ်တယ်ပေါ့နော်။အဲကိုသုံးနေတဲ့ကိုယ့်ရဲ့ရောင်းက laptop တော့လကောင်ကိုယ့်ရဲ့ laptop လေးရတော့လကောင်ကိုယ့်ရဲ့ဒီ monitor screen လေးကနည်းနည်းလေးသေးနေတဲ့ခါမျိုးမှာကျွန်တော်က Microsoft မှာသုံးနေရင်လည်းပေါ့နော်။ဒီကိုရိုက်ထားတဲ့စာတွေပေါ့ဥပမာနည်းနည်းခုနကကျွန်တော်တို့ဒီမှာ ခုနကျွန်တော်ရဲ့စာတွေပေါ့နော်ဒီလိုမျိုးကျွန်တော်စာတွေရှိရဲ့အဲ့ဒီအဲ့ခါမှာကျွန်တော်ကစာရီကနည်းနည်းများတယ်အဲ့ခါမှာကျွန်တော်က monitor screen ကနည်းနည်းလေးသေးနေတာဆိုတော့ဒီပုံမှန်ရှိနေတဲ့ area ကြီးကမလိုအပ်ဖက်နေနေရာယူနေတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ကဒီကိုယ့်ရဲ့ဒီစာတွေကိုအများကြီးတင်နေပြီအခုမြင်နေရတဲ့ပတိနည်းနည်းပြင်လေးပါပဲစာတွေအများကြီးစံတာမျိုးကိုလိုချင်တယ်ပေါ့လောလောဆယ်ဆယ်ကျွန်တော်ကဒီမှာ video ကနေပြီးတော့မှဒီမှာတရားရှိတဲ့ဒီတိပဲကျွန်တော်စံတယ်ပေါ့နော်ဒီတိပဲစံတယ်အဲ့ဒါကျွန်တော်ကပို့ပြီးစံတာမျိုးလိုချင်တဲ့အခါမှာဆိုရင်ဒီမလိုအပ်တဲ့အပေါ်က white space ကြီးပေါ့နော်အဖြစ်အောင် area ကြီးကိုကျွန်တော်တို့ကခဏလေးဖယ်ထားကြပါတယ် အဲ့လိုဆိုရင်ဖယ်ထားခြင်းနဲ့ဆိုရင်ကျွန်တော်ကစာပုံမြင်ရဖို့တက်ဖယ်ထားဖို့တက်ဆက်ဘယ်လိုလုပ်လို့ရလဲဆိုတော့တတိယမြောက် shortcut လေးကိုကျွန်တော်တို့တွင်လို့ရပါတယ်။အခုကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ computer keyboard ကနေပြီးတော့မှ order f d d ကိုနှိပ်ရမှာဖြစ်ပါတယ်။အလုံးကိုစုံရင်းနှိပ်စာမလိုပါဘူးတလုံးကြီးဒီနှိပ်သွားလိုက်လို့ရပါတယ်။ order f d d ကိုနှိပ်လိုက်ပါတယ်။အဲ့လိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာ word option ဆိုတဲ့ box တွေထဲမှာ display ဆိုတဲ့ကိုရောက်သွားတာကိုတွေ့ရမှာပါအဲ့ခါမှာဒီဘက်လေးမှာကျွန်တော်တို့ page display option ဆိုတာလေးရှိပါတယ် အဲ့မှာကျွန်တော်ဒီပေါ်ဆုံးလေးမှာ show wise page ပြင်ထွင်ပေးချက်စွာလေးကိုတွေ့ရပါလိမ့်မယ်။အဲ့မှာရှိနေတဲ့ image ကလေးကိုတစ်ချက် image တကိုဖြုတ်ပေးလိုက်ပါ။ထုတ်ပေးပြီးပြီဆိုတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်နေပေးလိုက်ပါ။ဒါဆိုရင်တော့ကြည်လိုက်ပါကျွန်တော်ဒီမှာ video ဆိုတဲ့စာလေးကစာမျက်နှာရဲ့ထိပ်ဆုံးလေးကနေကပ်ပြီးတော့မှပေါ်လာတာကိုတွေ့ရမယ်။ခုနကအပေါ်မှာရှိနေတဲ့စာရွက်အထည်ကျွန်တော်ရဲ့အဖြူ area ကြီးကပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ပြီးတော့စာအလေးပဲဒီမှာကြည့်မယ်ဆိုရင်ခုနကစ video ကနေပြီးတော့မှဒီမှာကျွန်တော်တည့်ရှိဒဲလောက်ဒီလောက်ထိပဲကျွန်တော်ပေါ်တာကနေပြီးတော့မှဒီမှာကြည့်ကြည့်ပါ။အများကြီးကျွန်တော်မြင်သွားရတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ ဒါကြောင့်ကျွန်တော်တို့က area တိတ်ပြီးတော့မလောက်ဘူးကွဲဆက်ခွင့်ကနည်းနည်းသေးတယ်ဆိုရင်အဲ့ဒီမလိုအပ်တဲ့ generate ဒီ appearance space ကိုခဏဖြောက်ထားခြင်းနဲ့ဆိုရင်ဖြောက်ထားလို့ရတဲ့နေလေးပဲဖြစ်ပါတယ်။ပြန်ပြီးပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်ပြန်လုပ်လို့ရပါတယ်။ခုနကကျွန်တော်တုံးကန်လိုက်တဲ့ order ftd ကိုပဲပြန်ပြီးတော့နှိပ်ပေးပါ။ order ftd ကိုပြန်ပြီးတော့မှနှိပ်ပေးလိုက်ပါ။ဒီတာနဲ့ဒီမှာ page display option လေးမှာ show white space between ဆိုတဲ့နေရာလေးမှာအမှန်တကယ်ပြန်ပြီးတော့မှပြေးလိုက်ပါ။ပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ ထားစင်တော့ကြည့်လိုက်ပါကျွန်တော်တို့ရဲ့အပေါ်ကစာမျက်နှာရဲ့ white space လေးပြန်ပြီးတော့မှရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်ဒါနံပါတ်3 short ကလေးဖြစ်တယ်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင်နံပါတ်1နံပါတ်2နံပါတ်3အလုံး3ခုကိုလုံးကျွန်တော်တို့လေ့လာလုပ်ပြီးသားပါပြီ။ဒီအချက်လေး၃ချက်ကမစ္စတရီလုပ်ငန်းကမှာကြိုးရှိမယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာလည်းမစ္စတရီအတွက်ကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ကပ်ပေးပါခင်ဗျာ။ comment လေးမှလည်းရေးကပ်ပေးပါ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ကပ်ပေးပါခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာမေးခွန်းနိုင်ပါတယ်။ကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးကပ်ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်။ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမြန်နဲ့ထောက်ပြပါစိုင်းနေကြပါစေခင်ဗျာ။ ။နောက်တင်ဆက်တာဒီမှာပြန်လည်ပြီးတော့送တွေ့ပါမယ်။အားလုံးကိုယ်စိတ်နဲ့စာကျမ်းမာချမ်းသာကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။